မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ16ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ထွက်ပြေးနေတဲ့နေရီကစကန်းကစစ်ကောင်မရှင်တပ်ဖွဲ့တွေကိုဖမ်းထားနိုင်ပြီးအလံဘူတောင်လက်နက်ချသူတွေလည်းဇဒိုက်ရှိနေတယ်လို့ AA ဘက်ကထုတ်ပြန်ထားတာကိုတင်ဆက်ပါမယ်မကွေးတိုင်းကဖဲမြို့နယ်အမ်ပတန်လမ်းမိုင်းပေါ်ရှိနေရီကန်ဘူကစကန်းကောင်ကနေထွက်ပြေးနေတဲ့စစ်ကောင်မရှင်တပ်သားတွေကိုဖမ်းဆီးရမိထားတယ်လို့အလံမြူတောင်လက်နက်ချဝင်ရောက်လာသူတွေလည်းဇဒိုက်ရှိနေတယ်လို့အာရခတတော် AA ကသတင်းထုတ်ပြန်ပါတယ် အော်တိုဘား18ရက်ကနိုင်ရကန်တောင်ကျောင်းနေရာတချို့မှာစကန်းဆုံထွက်ပြေးနေတဲ့စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေအလံပြူတောင်လက်နက်ချဝင်ရောက်လာပြီးနောက်ထပ်စစ်ကောင်ပြင်တပ်သားတချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးနိုင်ခဲ့ကာ၎င်းတို့ကိုစစ်သုံးမှဥပဒေနဲ့အညီပြုစုစောင့်ရှောက်ပေးထားတယ်လို့ဖော်ပြပါတယ်။အာရခတပ်တော်ရဲ့တရင်ထုတ်ပြန်မှုမှတ်တမ်းတပ်ဖွဲ့ဝင်ရာဖမ်းဆီးခံရတာနဲ့လက်နက်ချလာသူနိုင်ရကန်စကန်းကစစ်ကောင်ပြင်တပ်ဖွဲ့ဝင်၁၁ဦးပါဝင်တာကိုတွေ့ရပါတယ်။ နိုင်ငံပြူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပေမာစခန်းကိုစတင်တိုက်ခိုက်ခဲ့တဲ့အော်တိုဘာ၁၀ရက်ညနေပိုင်းကလေးကစခန်းဆုံးခွာထွက်ပြေးသွားတာဖြစ်ပြီးထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနိုင်ငံတောင်ရုံးတခြားမဟာမိတ်ဘူပေါင်းအဖွဲ့တွေကလိုင်းစံဖမ်းဆီးနေတာပါနိုင်ငံပြူဟာကုန်းကကဘာလုံးစခန်းရဲ့ကာကွယ်နေအားလုံးကိုစတေမာလာနောက်ဆုံးပတ်နဲ့အော်တိုဘာလပထမပတ်မှာအေအေနဲ့မဟာမိတ်ဘူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ပြီးတဲ့နောက်အော်တိုဘာဒုတိယပတ်မှာပေမာစခန်းကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာလက်ကျန်နေရာတချို့ကိုတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ဆိုပါတယ် စစ်ကောင်စင်တက်ကနိုင်ငံပြူဟာကုန်းမကြဆောင်ရေးအတွက်လေချောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပေးနေပေမဲ့အေအေအနေနဲ့အကောင်းဆုံးတော့မြန်ခန်းစစ်တွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။နရိုးကြီးနဲ့နတ်တလင်းမှာပုံကျဲလို့ကလေးတူဦးပါသုံးဦးတည်ဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။မန်လေးတိုင်းနရိုးကြီးမြို့နယ်အမှတ်6ရပ်ကွက်နဲ့နတ်တလင်းမြို့နယ်တဲကကြေးရွာလေးရွာကိုဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတူဦးအပါဝင်စုစုပေါင်း3ဦးတည်ဆုံးက2ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ အော်တိုဝါ၁၈ရက်မနက်၅နာရီကျော်မှာစစ်ကောင်ပြင်တပ်ကဆက်တက်လေဒီနှစ်စီးနဲ့အမှတ်ကျောက်ရက်ကအစွန်ပိုင်းကိုဘုံဒီ၆လုံးထပ်မနေကျဲကျခဲ့တယ်လို့ဆိုပါတယ်။ဘုံရက်ခံလို့အသက်၁၈နှစ်အရွယ် Grade 11ကျောင်းသားမောင်ဆိုင်ဝနာရဲ့၆တောင်းနဲ့လက်မှာထိခဲ့တဲ့အပြင်းထန်ရရှိပြီးမိဆိုင်ရာဆေးရုံကိုပို့ထားရတယ်လို့ဆိုပါတယ်။ဒါပြင်အော်တိုဝါ၁၈ရက်နေ့လယ်တနာရီကျော်မှာရွှေတော်မြို့ဘက်ကတက်လာတဲ့ဆက်တက်လေဒီနှစ်စီးဟာနတ်တလိမ့်မြို့နယ်တောင်ကျိုးဆက်တဝိုင်းမှာရှိတဲ့တင်မောချီတိုင်းမရင်ကြာညိုအောင်တုကကြီးရွာတွေကိုဘုံကိုလုံးကျဲကျခဲ့တယ်လို့သိရပါတယ်။ဘုံကျဲခဲ့တာကြောင့် တင်မောချီတိုင်းဘုံကျောင်းတွင်ကတန်ငါတပါးကိုရင်တပါးចောင်းသားနှုတ်ထန်ရရာကကြာညိုကြီးပါရှိဒေသအခေါ်ကိုမင်းကျော်ကုန်းအနီးနေင်ကအသက်၁၀နှစ်ရွယ်မိန်းကလေးတဦးနဲ့အမေဖြစ်သူအသက်၄၀ကျော်ရွယ်မျိုးသမီးတူတို့တည်ဆုံခဲ့ပါတယ်။ဒါပြင်မင်းကြီးပါစာတင်ကျောင်းထဲကအမျိုးသားတူလည်းတည်ဆုံပြီးအောင်သူကလှေစိန်နာကအမျိုးသားနှုတ်ထန်ရခဲ့တယ်လို့ဆိုပါတယ်။ခုလိုဆက်တက်လေးကြီးနဲ့ပုံလိုက်ကျင်းနေလို့တင်မောချီတိုင်းမရင်ကြာညိုအောင်သူကကြီးပါတွေကဒေသခံများစုဟာဘေးလွတ်ရာကိုတင်းရှောင်နေကြရတယ်လို့သိရပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရှမ်းတက်လေတန်းကြီးမှာနောက်ကားကြီးကဝင်တိုက်လို့အမျိုးသမီးတူတည်ဆုံးခဲ့တဲ့တဲ့ထဲမှာမန်လေးတိုင်းမိတိလာမျိုးရန်ကုန်မန်လေးလဟောင်းရှမ်းတက်လေတဲ့အစီမှာ expect ကနဲ့ hijack ကတိုက်မိပြီးအမျိုးသမီးတူတည်ဆုံးက၄ဦးတန်းရရခဲ့တယ်လို့ကူညီဆောင်ရွက်ပေးခဲ့သူတွေစီကသိရပါဗါဒ်အော်တိုဝါ18ရက်မနက်7:00နာရီကမှာမန်လေးဘက်ကနေမိတိလာမျိုးဘက်ကိုမောင်းလာတဲ့ခီးစက်တဲ့ expect ကရှေ့မှာသွားနေတဲ့ hijack ကိုနောက်ကနေဝင်တိုက်ခဲ့တာလို့ဆိုပါတယ် ရှင်တိုင်းမှုကြောင့်ဟိုက်ကြက်ကားမှလိုက်ပါလာကြတဲ့အရှိစေကုန်းကြီးရွာနဲ့အသက်28နှစ်အရွယ်မတ်တန်လာနေရာတွင်ပွဲချင်းပြီးတည်ဆုံပြီးအသက်တစ်နှစ်ခွဲရွယ်ကလေးငယ်အသက်60ကျော်ရွယ်မျိုးသမီးအသက်30ကျော်ရွယ်အမျိုးသားနှစ်ဦးလိုထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကုညီဆောင်အပေးကသူတို့ကပြောပါတယ်။ကားနစီလုံးနဲ့ပျက်စီးမှုရှိခဲ့ပြီး expert ကားပေါ်လိုက်ပါလာသူတွေကတော့ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ဆက်ပြောပါတယ်။ကျင်းနိုင်မှုကြောင့်ထိခိုက်ဒေဆုံးသူတွေကိုမိတ္တိလိုက်ပြည်သူစေယုံကိုပို့ဆောင်လာရပြီးအော်တိုဝါ၁၈ရက်မှာတော့ဒေဆုံးသူအလောင်းကိုကျေးရွာကိုပြန်တယ်သွားပြီ ကြံတန်ရသူတွေကတော့ဆေးဟုံမှာဆက်လက်စိတ်ကူးတာနေရတယ်လို့သိရပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့အင်အားရကြောပါစစ်ကြောင်းမုံရကြောက်ကလမ်းမိုက်မှာကြားပြတ်တိုက်ခိုင်ရတဲ့တဲ့မှာစကိုင်းတိုင်းမုံရမျိုးစီးပွားရေးတပ်တို့ကြောင်းတွေကနေစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုအော်တိုဘာစကိုင်းရဲ့မနက်9နာရီခွဲလောက်ကမုံရကြောက်ကလမ်းမိုက်မှာကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့မုံရမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကသိရပါတယ်။ မော်ယာစီဝိုင်းတပ်သူကလည်းထွက်လာတဲ့တံမြားကကာနစီနဲ့အင်အားတရာဝင်းကျင်မှာစစ်ကော်မရှင်စစ်ကြောင်းကိုအော်တိုဘာ15ရက်မနက်9နာရီခွဲလောက်ကမော်ယာကျောက်ကလမ်းပိုင်းထဏောင်းဝင်းရွာနဲ့ကျောက်ကရွာကြားမှာဂျာပြက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်တနအီဝင်းကျင်ကြားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိခဲ့ဘဲတိုက်ခိုက်ပြီးတဲ့နောက်တိုက်ပွဲနေရာမှာတွေ့ရရင်တွေ့ရတာကြောင့်စစ်ကော်မရှင်စစ်ကြောင်းဘက်ကထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိနိုင်တယ်လို့မုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။ ကြောက်ကရွှေကူနီဖေးရမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်ကွန်ပျင်တက်ကိုရိတ်ခါသွားဖို့တဲ့အဲ့ဒီစစ်ကြောင်းဟာမုံရနာမခါတဲ့ကလာတဲ့တံမြားကကာနစီပါစစ်ကွန်ပျင်တက်ဖွဲ့ဝင်နေနဲ့အီကိုကြောင်းထဲမှာထိုင်ချတာတဲ့စစ်ကွန်ပျင်တက်ဖွဲ့ပူပေါင်းစစ်ကြောင်းဖြစ်ပြီးတော်လိုင်းတက်ဖွဲ့တွေကတံမြားကကာနစီကိုမတိုက်ခိုက်ခဲ့ပဲနောက်ကချစ်လင်းစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာတိုက်ခိုက်ခံရပြီးနောက်ကြောက်ကရွာဘက်ကိုဆက်လက်ထွက်ခွာသွားပြီးအဲ့ဒီနေ့ညနေမှာပဲမုံရမျိုးတွေကိုပြောင်းဝင်သွားတယ်လို့သိရပါတယ်။ ီတိုက်ခိုက်မှုကိုမုံရမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မုံရခဲပကဖအထူးတိုက်ခိုက်ရေးအဖွဲ့ဒိန်ညာဖို့စ်မုံရမျိုးနယ်ပကဖတိုက်နယ်2 3 4မုံရမျိုးနယ်ပလာဖာအပါဝင်ပူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့တာပါမြေရဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ